ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမန်းချင်းကနေကြိုဆိုပါရစေဆိုတော့မနက်ပြန်တနင်္ဂနွေနေ့မှာကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေကစားဖို့ရှိတယ်ပွဲစဉ်ခွန်ပေါ့နော်ဒါပြီးလို့ရှိရင်တော့ international break ကိုကျွန်တော်နားကြပြီဆိုတော့ Nottingham Forest နဲ့ Newcastle ကိုရှင်ပြိုင်ကစားမဲ့ပွဲကိုပွဲကြိုသုံးတဲ့ချက်လုပ်ကြည့်အောင်ပါကျွန်တော်ပွဲစဉ်တွေကိုလည်းကျွန်တော်ရှေ့မှာပြောပြီးသွားပြီပေါ့နော် Newcastle ရဲ့အိမ်ဝင်းမှာ Nottingham Forest ကကျွန်တော်တွားပြီးတော့ကစားရပါမယ် Newcastle ကဒီ midweek မှာကစားခဲ့တဲ့ Champions League ပွဲစဉ်ကိုလည်း ဂိုးပြတ်သူတို့အနိုင်ရထားပြီးတော့ပြီးခဲ့တဲ့ weekend 6မှာဆိုလို့ရှိရင် Arsenal ကိုအိမ်ဝင်းမှာနောက်ကျကူရီနဲ့1-2ဆိုတဲ့ရတဲ့ကျွန်တော်က Newcastle ကရှုံးနေသွားတယ်။ဆိုတော့လက်ရှိမှာ Nottingham Forest ပေါ့နော်။ Nottingham Forest ကလည်းပဲပြီးခဲ့တဲ့ weekend 6မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအိမ်ဝင်းမှာ1-1 1-0ဆိုတဲ့ရတဲ့ကျွန်တော်တို့က Sunderland ကိုသူတို့တွေရှုံးတယ်။နော် Sunderland ကိုကျွန်တော်ရှုံးပြီးတော့ဒါနီးပြအပြောင်းလဲလှုပ်ထားပြီးတဲ့ positive group ကိုအပြောင်းလဲလှုပ်ထားပြီးတဲ့နောက်မှာ ကျွန်တော်ထင်တယ်လို့မျိုး performance တွေ Nottingham Forest မပြနိုင်သေးဘူးကျွန်တော်ဖြစ်နေတယ်။ Postigo လူကင်တွေတဲ့6ပွဲမှာ9ပွဲ2ပွဲမှမရှိသေးတဲ့အနေထားပါဆိုတော့လက်ရှိ Newcastle ရဲ့အိမ်ဝင်းကိုသွားကစားမဲ့အခြေအနေမျိုးမှာလည်း Nottingham Forest တို့ကတော့စိန်ခေါ်မှုကြီးကြီးမားမားရင်ဆိုင်ရအောင်မဲ့အခြေအနေလို့ကျွန်တော်ပြောလို့ရတယ်။ Forest ကလက်ရှိ Premier League မှာဆိုလို့ရှိရင်ကျွန်တော်ဒါအဆင့်7ကိုပြန်ရောက်လာပြီ။စင်းဆက်ကွန်ကိုပြန်ရောက်လာပြီ6ပွဲကစားထားတဲ့နေရာမှာသူတို့တပွဲပဲနိုင်ထားပါသေးတယ် နှစ်ပွဲတည်ကြပြီးတော့သူတို့သုံးပွဲရှုံးနေထားတယ်။เนาะပရီးမီးယားလိမှာ၅ဂိုးသွင်းထားပြီးတော့ခန်းစစ်က10ဂိုးပြန်ပြီးထားရတယ်။ဒါဟာဘလို့မှအဆင်ပြေမနေသလိုနီးပြဖြစ်တဲ့ပိုစတီကိုဂလူးကလည်းလက်ရှိပိုကောင်းတဲ့ဆွဲဆောင်မှုရှိတဲ့ကစားဟန်တွေကိုမြင်ကျင်လို့ဆိုပြီးတော့ပိုင်ရှင်ကအပြောင်းလဲလုပ်ပြီးတော့ခေါ်ထားတာ။เนาะကျွန်တော်တို့ကနူနူဆန်တိုစ်ကိုထုတ်ပိုစတီကိုဂလူးကိုခန့်အမေပိုစီကိုလူကိုခန့်ပြီးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဘာမှန်းတက်ပြီးတော့ကောင်းတဲ့ performance တွေ forest စီကနေပြီးတော့ကျွန်တော်တို့မတွေ့ရဘူး အဲ့တော့ Nottingham Forest အနေနဲ့ဒီပွဲမှာ Newcastle ကိုဘယ်လိုတော့ကပြီးနိုင်မလဲပေါ့ Newcastle ကလည်းကျတော့ပြီးခဲ့တဲ့ယာဒီကလိုပဲပေါ့နော်ယာဒီအစအပွဲဒီမှာတော်တော်လေးကိုသူတို့တိုင်ပတ်နေတယ်တချို့ပွဲစဉ်တွေမှာကစားပုံကောင်းရည်တန်းနဲ့အနိုင်မရခဲ့တဲ့အခြေအနေမျိုးတွေထီကိုမြင်နေရတာပရီးမီးယားလိမှာဆိုလို့ရှိရင်ညူကာဆယ်ကလက်ရှိ6ပွဲကစားပြီးတဲ့အခြေအနေမျိုးမှာသူတို့တပွဲပဲနိုင်ပါသေးတယ်တပွဲပဲနိုင်သေးတယ်3ပွဲတည်ကြပြီးတော့2ပွဲရှုံးနေထားတယ်တိုက်စစ်က4ခုရပြီးတော့ခန်းစစ်က5ခုပြန်ပြီးထားသေးတယ် ယူကာဆယ်ရဲ့တိုက်စစ်မှာလုံလောက်တဲ့ဂိုးတွေရမနေဘူးဒါတော့မှနောက်ပိုင်းပွဲလေးတွေမှာဂိုးတွေပြန်သွင်းလာလို့နော်ဂိုးတွေပြန်သွင်းလာလို့တိုက်စစ်မှာ Nick Waltermara ကကျွန်တော်ကဂိုးတွေဖြည်းဖြည်းချင်းသွင်းလာနေပြီ Anthony Gordon တို့ပြန်ပြီးတော့ကောင်းလာနေပြီနော်တိုက်စစ်ကဝီဇာက injury ပြဿနာကနေပြန်မကင်းနေဘူးဆိုတော့တိုက်စစ်မှာအိုဆူလာလို့ပဲကျွန်တော်ဆက်ပြီးတော့အပြောင်းလဲလုပ်လို့ရသေးတာအီလန်ကာတို့လိုတောင်မန်ကစားမတွေကဘယ်တော့တောင်မန်ကနေဖြစ်တင်ပေါ်ပြီး assist တွေသူတို့ဖန်တီးပေးနေတာ နော်ဒါတွေကိုကျွန်တော်တို့ကြည့်ရင်အဆင်ပြေလို့ဖြစ်ပေမဲ့တိုက်စစ်မှာပင်တိုင်ဆန်ဂိုးသွင်းမဲ့တိုက်စစ်မှုကမရှိသေးဘူးနော်အခုလည်းရှိတဲ့ကစားမကြတော့လေ100%အံဝင်ခွင့်ကြမဖြစ်သေးဘူးဆိုတော့ Nick Watermara ဆိုလို့ရှိရင်အလုံးဝဘနော် clinical ဖြစ်တဲ့ striker တယောက်မဟုတ်ပေမဲ့လို့အမြင်ပေါ်တွေကိုအကောင်းဆုံးအသုံးချနေတယ်ဒါပြင်ကျွန်တော်တို့ဗောနော်ဟိုဘလို dribbling တွေပါတယ်လဲရတဲ့ကစားမမျိုးဆိုတဲ့အခါကျတော့ဒါဒီနဲ့ဒုက္ခပြီးကိုကျူးမန်းနေတယ် direct play တွေ physical play တွေကိုအားပြုတဲ့ newcastle အနေနဲ့ပြိုင်ဘက်ကိုကျွန်တော်ဖိဖိစီစီကစားနိုင်မှုရုံးကင်နေရတဲ့ချီနီမျိုးပါ ဒါပေမဲ့လည်းလို့ပေါ့နော်ကာဆယ်နီနဲ့အိမ်ကွင်းမှာတော့ Nordian Forest ကိုအနိုင်ယူဖို့အချင်းကြီးကောင်းရှိရှိရလို့ကျွန်တော်ယူဆထားတယ်ဒီနေရာမှာနီပြပြတဲ့ positive ကိုကလူက highlight နဲ့သူကစားလေးရှိပြီးတော့အဲ့ဒီ highlight ရဲ့နောက်မှာဆိုလို့ရှိရင် Ilan Garo ဘာလို့ကိုထိန်းချုပ်ဖို့သူကျူပန်းတော့မှာဘလို့မှမလွယ်ပါဘူးဒါအပြင်ကိုပဲ center back မှာကျွန်တော်ကစားမားတွေတိတ်ပြီးတော့မရှိခဲ့တာ rest defense မှာကစားမားအရေးအတွက်တအားနည်းနေတာတွေက counter attack တွေခံရပြီးဆိုလို့ရှိရင် Nordian Forest တအားဒုက္ခရောက်တာအဲ့တော့အခုလက်ရှိ Castle ရဲ့စိတ်ကြိုက်တွေကျွန်တော်ဖြစ်သွားနိုင်တယ် နော်ကာဆယ်တို့စိတ်ကြိုက်နေကျွန်တော်ဖြစ်သွားနေနေဒါကြောင့်ကျွန်တော်အနေနဲ့ Nordian Forest ကဒီပွဲမှာသူတို့ကိုယ်တိုင်လည်းအသာကျမနေသေးတယ်လို့ရှုံပွဲတွေတရီပွဲတွေကြီးပဲမြင်ထားရသေးတယ်ပိုစတီကိုလူလက်အောင်မှာနိုင်ပွဲတွေဘာတွေတိတ်တွေ့မနေရသေးဘူးဆိုတော့တော်တော်တိုင်ပတ်တဲ့အခြေအနေမျိုးပါတော်တော်တိုင်ပတ်တဲ့အခြေအနေမျိုးပါဒါကြောင့်တက်ရှိဒီပွဲကတော့ Nordian Forest အတွက်မလွယ်ဘူး Newcastle အတွက်ကတော့ Champions League မှာလည်းဂိုးပြတ်အနိုင်ရထားတဲ့အတွက် Premier League မှာနိုင်ပွဲပြန်ပြီးတော့ယူနိုင်မဲ့ပွဲလို့တော့ကျွန်တော်ထင်တယ်ညီကလေးရောဘယ်လိုမြင်ကြလဲနီးပြပြတဲ့အရီဟောင်းအနေနဲ့ ဒါရလက်ကောင်ရအောင်ယူပြနိုင်မယ်လို့ကျွန်တော်ထင်ကြလားအဒီညမှာတိုက်စစ်မှာဆိုလို့ရှိရင်ပေါ့နော်အဲ့နိဝနစ်ဝေါ်တာမာတာကတော်တော်ကောင်းနေတယ်မှာပါတယ်နော်ပရီးမီးယားလိလို physical ဘိုင်းအရင် demand ဖြစ်ပါတယ်ဆိုတဲ့နေရာမျိုးမှာအရက်အရှိကြီးဖြစ်တာတော့မှနော် dribbling နေနဲ့ပတ်သက်လို့ရှိရင်ပြောစရာမလိုဘူးနော်ဒါအပြင်တို့ဒါအခွင့်အရေးရရင်ရတယ်လို့ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ကစားမတယောက်လေးကျွန်တော်ဖြစ်တယ်ဆိုတော့အရင်မြန်တဲ့ league မှာဆိုလို့ရှိရင်လည်းသူအဆင်ပြေအောင်ကစားနေတယ် set piece တွေကိုအားကိုးတဲ့ physical ဘိုင်းကိုအရင်အားကိုးတဲ့ Newcastle နဲ့လည်းသူဟာ immediate ကိုအဆင်ပြေပြီဖြစ်နေတယ်။အဲကြတော့ဒီမှာဆိုလို့ရှိရင် Nick Walter Mara အနေနဲ့ကျွန်တော်ဒါဒီပွဲမှာ Nottingham Forest ကိုအနိုင်ယူပြီးတော့ Newcastle ကိုသုံးမဲ့ယူပေးနိုင်အောင်မယ်ကစားမမျိုးဖြစ်ဦးမလားကျွန်တော်စောင့်ကြည့်ရမယ်။ဒီလိုရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးပါတယ်။